苏里苏里，然后就请假，然后就，然后光站里边没家呀，苏里姐，把卡又来刷点刷下了。OK，阳光不够，阳光不够。 အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ရောက်နေတဲ့နေရာကတော့အမတ်ကိုရန်ကုန်ပြည်လမ်းမကြီးထောက်ကျက်မင်္ဂလာတို့မြို့နယ်မှာရှိတဲ့ MTC လို့ခေါ်တဲ့မြန်မာ Trade Center Car Showroom ကိုရောက်နေဖြစ်ပါတယ်။ဘာလာလောက်တာလဲလို့မေးလို့ရှိရင်ဒီ showroom မှာလုပ်ငန်းသုံးပိတ်ကတ်တွေအနေနဲ့ဆိုလို့ရှိရင်အစ်စ်တွေရောအဟောင်းတွေရောကို350ဝန်းကျင်လောက်ကနေစပြီးတော့ဝယ်လို့ရတယ်။ Bus ကားကြီးတွေလည်းဝယ်လို့ရတယ်လို့ကျွန်တော်သိကြတယ်။အားကြောင့်မလို့လာပြီးကြည့်တာဖြစ်ပါကျွန်တော်တို့လိုက်ပြီးတော့ကြည့်အောင် ရှုံးရုံးနဲ့ကိုရောက်တာနဲ့ပထမဆုံးမြင်တွေ့လိုက်ရတော့ဒီမှာ clock ပါပဲ။နောက် fog light တွေကျွန်တော်ဟိုးရင်တွေကနေပေါ့တင်သွင်းထားတယ်လို့သိထားတယ်။ဒါတွေအပြင်ကိုဒီမှာလုပ်ငန်းသုံးဒီ showroom မှာကလုပ်ငန်းသုံး truck တွေကအရင်ရောက်လာတယ်လို့ကျွန်တော်သိထားတယ်။ဒီမှာအများကြီးပဲ။ဒီမှာခြံကန်းတွေလည်းရှိတယ်။နောက်ဟိုဘက်မှာဆိုလို့ရှိရင် carry တွေလည်းရှိတယ်။အစုံပဲကားမျိုးစုံကိုတနေရာထဲမှာကြီးလို့ရတယ်။သူကအသက်တွေလည်းရှိတယ်၊ use တွေလည်းရှိတယ်၊ဈေးနှုန်းဆိုလို့ရှိရင်တင်း350ဝန်းကျင်လောက်ကနေပြီးတော့စပြီးတော့ရွေးချယ်ပြီးတော့ဝယ်ယူလို့ရတာဖြစ်တဲ့အတွက်ဒီ showroom ကဒီ ပစ်ကပ်နေမှာဆိုရင်တော်တော်လေးကိုရောင်းရတဲ့ showroom တော့ကျွန်တော်တို့နေနေသိတာအစုံပဲဒီမှာကြည့်လိုက်အာဒါလေးဆိုလို့ရှိရင်လည်းဒီမှာ Shire 17ရောင်စီကားလေးလည်းရှိတယ်เนาะဒါလေးကတော့ brand new လေးဖြစ်တယ်အဲ့တော့ကားမျိုးစုံကိုစိတ်ဝင်စားလို့ဆက်ဆက်ဆုံးမ်းမင်းမြန်းကျင်တယ်ဆိုလို့ရှိရင်တော့အောက်မှာကျွန်တော် phone number လေးဖော်ပြထားပါတယ်အဲ့ phone number ကိုဆက်သွယ်ပြီးတော့မင်းမြန်းလို့ရပါတယ်ဒါကတော့လုပ်ငန်းသုံးကားတွေဖြစ်ပြီးဟိုးဘက်မှာအင်စီကား၃စီးလည်းရှိတယ်တစ်ချက်သွားကြည့်အောင် စီကားလည်းစီးမယ် SUV လည်းစီးမယ်ကားအသင့်ဒီဘက်လည်းစီးကျင်သေးတယ်ဆိုလို့ရှိရင်ဒီဘက်မှာ Dolphin T5 ရှိတယ် Mitsubishi engine နဲ့ဖြစ်ပြီးတော့ဒီကားလေးလည်းတော်တော်လေးကောင်းတဲ့ကားထဲမှာပါတယ်ဒါပေမဲ့ဒီကားကောင်းပေမဲ့အခုကျွန်တော်မျက်စိထဲမှာကြာနေတာဒီဘက်ကားပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ Isuzu အရန်ကြိုက်တဲ့ကျွန်တော်တကယ်ချင်းတယောက်ရှိတယ်အဲ့ကောင်တော်တော်ပြီးသတိရတယ်တော့ဒီမှာရှိပါပြီ Isuzu 99မှာအတွင်းကထိုင်ကုန်နေပါတယ်သွားကြည့်လိုက်တော်တော် maintenance ကောင်းကောင်းလုပ်ထားတဲ့ကားတစ်စီးဆိုတော့အတွင်းကကြီးလိုက်တာနဲ့သိတာသေးပါတယ်ဒီကားလေးလည်းရှိတယ်နောက်ထပ်ကားတစ်စီးကိုပြောပါဆိုလို့ရှိရင်ဒီမှာ Suzuki Swift ပုံမှာ1011ဖြစ်သွားပြီ Posta နဲ့ဖြစ်သွားပြီဒီကားလေးလည်းရှိတယ်အဲ့တော့ဒီ ကား3စီးကိုလည်းရွေးချယ်ပြီးတော့ဝယ်လို့ရတယ်အခုကားတွေကပြတာပြတာတာပေါ့နော်ပြီးခဲ့တစ်ခေါက်မီတင်လာတော့ကလည်းဒီကားတွေမဟုတ်ဘူးနော်အရှိမတော့လာကြည့်တော့ကားတစ်စီးတကယ်လာရတဲ့နေ့မှာတော့ကားတစ်စီးဒီမှာကားအဝင်အထွက်တွေကတော်တော်လေးလေးများတယ်တော်တော်လေးလေးမြန်တာဖြစ်တဲ့အတွက်အကယ်မိမိကြိုက်တဲ့ကားရှိမရှိဆိုတာကိုသိကြခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်အောက်မှာဖော်ပြထားတဲ့ဖုန်းနံပါတ်ကိုဖုန်းဆက်ပြီးတော့အရင်မေးလို့ရအောင်။ Okay ဒီကားတွေအပြင်ထပ်ပြရမယ့်တကယ်မင်းသားကားတွေရှိသေးတယ်။ဟိုဘက်မှာတွေ့ကြည့်အောင် ဒီနေ့အတွက်တကယ်ကိုဇက်လိုက်က3သီးရှိပါတယ်အဲ့ဒါတော့ဒေဝူဘတ်တွေပဲဖြစ်ပါတယ်3သီးဆိုမှဒီမှာပြရတာ4သီးဖြစ်နေတယ်ဒါလည်းကတော့16ယောက်စီးပဲဖြစ်ပါတယ် 35ယောက်စီးရှိတယ်ဒီမှာ41ယောက်စီးကားတွေလည်းရှိတယ်โอเคအဲ့တော့ကျွန်တော်ပထမဦးဆုံးပြောပြမယ့်ကားကတော့ DU bus ထဲမှာမှဒါလေးကတော့16ယောက်စီးပဲဖြစ်ပါတယ်ဒါမျိုးရင်းသုံးလို့ရတယ် ferry တွေပါတယ်သုံးလို့ရတယ်ចောင်းကားတွေသုံးလို့ရတယ်စသဖြင့်ဒီလိုသုံးလို့ရတဲ့ကားစီးပဲဖြစ်ပါတယ်ဒီကား engine ကိုပြောပါဆိုလို့ရှိရင် Euro 3ကိုသုံးထားတယ် engine power က 2.8cc ရှိပြီးတော့ cylinder 4 cylinder ဖြစ်တယ် gear ကိုပြောမယ်ဆိုလို့ရှိရင်လည်း5 plus 1ပေါ့เนาะအရှိန်5ချက်နောက်တစ်ချက်ဖြစ်ပြီးတော့ဒီကောင်က C ဆိုလို့ရှိရင်လည်းလီတာ100လောက်ဆန့်တယ်လို့သိတာ။ Okay အဲ့တော့အတွင်းကားလေးသွားကြည့်အောင် ကဲအခုကားတွေကိုဝင်ဝင်ချင်းမှာပထမဆုံးသတိထားလိုက်မိတာကိုပြောပါဆိုလို့ရှိရင်တယောက်ထိုင်ကွာ3 5တယောက်ထိုင်ကွာ5လုံးပါတယ်နှစ်ယောက်ထိုင်ကွာ1နဲ့3 4 5 6ခွခုနှစ်လုံးပါခုနှစ်လျက်14ရဲ့9ရဲ့ပေါင်းလိုက်လို့ရှိရင်ဒါ16ယောက်စီကားအပြည့်ဖြစ်တယ်ကားထဲမှာဒါတော်တော်ကြဲကြဲဝန်းလေးထိုင်လို့ရတယ်နောက်ထပ်တစ်ခုသတိထားမိတာဘာလဲဆိုတော့ကျွန်တော်အရက်ဒါ9ပေနဲ့10နီးပါးလောက်ရှိတယ်အပေါ်မှာနောက်ထပ်နှစ်လက်မလောက်လွတ်သေးတယ်အဲဒါမလုံးနဲ့မဟုတ်လို့ဒါဒီမှာဒီမှာ ဒါဆိုအပေါ်မှာနောက်တဲ့နှလက်မလာလို့တယ်အဲ့ဒါကိုကြည်ကျင်အဖြစ်ကကျွန်တော်ကဒီအောက်ကကျွန်တော်မတက်ရက်တဲ့နေရာနေပြီးတော့ဒီခေါင်ထိဆိုလို့ရှိရင်ဒါ6ပေနီးပါးလောက်ရှိတာဖြစ်တဲ့အတွက်ကားထဲမှာလို့ခေါင်းတွေပိုင်းငုတ်ပြီးတော့သွားရတယ်ဆိုတဲ့အခြေအနေမျိုးတွေမရှိဘူး။โอเคအဲ့တော့ဒီမှာထိုင်ကြည့်အောင်ရှင်းလုံးမထိုင်မယ်ဆိုရင်လည်းဒါအကျဲ့ကြီးပဲနော်တော်တော်လေးကျဲတယ်ဟိုးရှေ့ကထိုင်တဲ့လူကတော့ဒါရေမောင်းနဲ့ဘေးကြီးကရထိုင်ရမယ်ဆိုတဲ့ပုံစံမျိုးလေးရှိတယ်။ဒီလောက်နေပူချဲတဲ့နေရာမှာကားရက်ထားတော့မအေးကုန်းဖွင့်တာအေးတယ်နော်ဆရာ အာမြန်မာနိုင်ငံမှာကားဝယ်မယ်ဆိုအဲ့ဒါကြီးလည်းထည့်သွင်းစဉ်းစားမှုတော့လိုတယ်ဖယ်ရီဆိုပေမဲ့လည်းဒါတော်မှဝင်းနိုဖလင်နေပါလေဘာမှကတ်ထားတာမဟုတ်ဘူးဒီတိုင်းတကယ်ကိုနေဘူးကျဲတဲ့ထဲမှာရက်ထားချက်ထားတော့မှအေးနေတယ်နေလို့ရအဲ့ဒီအချိန်လေးမှာရှိတယ်โอเคအဲ့တော့ဘေးနားက35စီတာကားလေးတွေတွားကြည့်ရအောင်โอเคဒါကတော့ဒေဦးရဲ့မီနီဘတ်16ယောက်စီးကားဖြစ်ပြီးတော့နောက်ထပ်တစ်စီးကိုပြောပါဆိုလို့ရှိရင်ဒေဦးတဲ့ကပဲ happy လို့ခေါ်တယ်35ယောက်စီးကားဖြစ်တယ်ဒီကားကအရှေ့က6မီတာအပြည့်ဖြစ်ပြီးတော့ထိုင်ကောင်ကလည်း35ယောက်လုံးဝအပြည့်ပဲဖြစ်ပါတယ် ဒီကားရဲ့အင်ဂျင်ကိုပြောပါဆိုလို့ရှိရင် U6 အင်ဂျင် Euro 2ကိုမှ6.5ဖြစ်ပြီးတော့စိတ်ဆက်လင်နာနဲ့ပဲဖြစ်ပါတယ်။ဒီကားရဲ့ဂီယာကိုပြောပါဆိုလို့ရှိရင်5 plus ဆိုရမယ်။ရှေ့5ချက်နောက်တစ်ချက်ဖြစ်မယ်။ပြီးလို့ရှိရင် C-Tank ကိုပြောပါဆိုရင်လီတာ900လောက်ဆန့်တယ်လို့သိရတယ်။ထဲသွားကြည့်အောင်။ Okay ။ ဒီကားလေးကိုဝင်ဝင်ချင်းမှာပြောရတခုကြံသွားအဲ့ဒါဘာလဲဆိုတော့ဒီကားမှာအထူးခြားတဲ့ brake တစ်ခုပါတယ်အဲ့ဒါက auxiliary retarder brake လို့ခေါ်တယ်သူကဒီလက်ကနေပြီးတော့ဖမ်းရတဲ့ brake လေးတစ်ခုပေါ့နော်ဒီကောင်က1 2 3 4ဆိုပြီးတော့အဲ့လိုမျိုးလေးဖမ်းလိုက်လို့ရအဲ့ဒီ brake ကပုံမှန်ကျွန်တော်တို့ကဒီ drain တွေကိုလမ်းမျိုးဖမ်းတဲ့ brake မျိုးမဟုတ်ဘဲနဲ့နောက်ကနေပြီးတော့ join ရှိတယ်အဲ့ join ကိုလမ်းဖမ်းတာ အဲ့အကြောင်းလေးသိအောင်လို့ပြီးလို့ရှိရင်ဒီကားကိုလည်း test ride လုပ်ဖို့စဉ်းစားတာ။ Okay အတွင်းကားကိုကြည့်အောင်ဒီကားရဲ့အတွင်းကားကိုကြည့်မယ်ဆိုလို့ရှိရင်နှစ်ယောက်ထိုင်ကုန်လေးရ15လုံးတွေ့ရတယ်။ညာဘက်ချမ်းမှာဆိုရင်7လုံး၊ဘယ်ဘက်ချမ်းမှာဆိုရင်ဒါ9လုံး။အဲ့တော့ဘယ်ရောညာရောပေါင်းမယ်ဆိုလို့ရှိရင်ခုံ30ဖြစ်ပြီးတော့ဟိုးနောက်မှာဆိုလို့ရှိရင်ဒါ9ယောက်ထိုင်ကုန်ရှိတယ်။အဲ့တော့ကြောင့်ဒီကားကလုံးဝ35ယောက်စီအပြည့်ဖြစ်တယ်ဒီပေါ်မှာဆိုပစ္စည်းထည့်လို့ရမယ့်နေရာလေးရှိသေးတယ်။အဲ့တော့ထိုင်ကြည့်အောင်။ထိုင်ကြည့်မယ်ဆိုလို့ရှိရင်ဒီပါ။ဟေးတော်တော်ကျယ်သေးတယ်နော်။ ဒူးတွေပါကြီးခုံနဲ့တိုက်မနေပြီးတော့ကျွန်တော်အခုဒီမှာကြောကက်ထိုင်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာဒူးကအရှိမတစ်ထွာလောက်လွတ်တယ်အကျယ်ကြီးကိုလွတ်တာပြီးတော့အဲကွန်ကဒီကပူအေးနေတယ်ဘာလို့ဆို window plane တွေပါကြီးကတ်ထားတာဖြစ်တဲ့အတွက်တော်တော်လေးကိုစိတ်ဟင်အောင်အေးရကားထဲမှာပူလိုက်အေးလိုက်နေတော့မဖျားအောင်မလားမြေဒီ35 seater တွေကကျွန်တော်တို့ဟိုးရင်တော့ဆိုဘာတွေသုံးလဲဆိုတော့တိုးဘတ်စီအနေနဲ့လည်းသုံးတယ်တိုးဘတ်စီဆိုတော့ကျွန်တော်တို့မှာမျိုးရဲ sightseeing သုံးတဲ့ကားတွေပြီးလို့ရှိရင်ကျွန်တော်တို့ trip အတူတွေပေါ့တစ်ခါကျရင်45ယောက်စီးကားကြီးနဲ့ဆိုရင်သွားလို့ခက်တဲ့နေရာမျိုးတွေဆိုဒီကားနဲ့သွားတယ် ီကားတဲ့ဆိုလို့ရှိရင်အမှထားပါတော့ကျွန်တော်တို့အရင်တော့တိုးတွေတုန်းကတော့ဒါ foreigner ကိုငားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒါနှစ်ယောက်ကိုတစ်ခုံလုံးလောက်ပဲဒီကားဆိုလို့ရှိရင်လူ15ယောက်အယောက်20အဲ့ဝင်းကျင်လောက်ဆိုလို့ရှိရင်ဒီလိုကားမျိုးနဲ့သွားတယ်အဲ့လိုမျိုးအခြေအနေလေးရှိတယ်တော်တော်လေးကိုအဆင်ပြေတဲ့ကားတွေမြို့ထဲမှာဝင်တာထွက်တာလေးတွေလည်းသွားလို့လာလို့အဆင်ပြေတဲ့ကားတွေဖြစ်တယ်အဲ့ဒီအပြင် ferry တွေဘာတွေမြို့ထဲမှာသုံးမဲ့ကားတွေအတွက်ဆိုလို့ရှိရင်ဒီကားကိုထည့်ပြီးတော့စဉ်းစားလို့ရတယ်ဒီလိုမျိုးကားကနှစ်စီးရှိတယ်ဟိုဘက်ဘေးမှာဆိုလို့ရှိရင်ဒါလိမ္မာအောင်တစ်စီးနဲ့ဒီမှာအစိမ်းအောင်တစ်စီးရှိတယ်โอเคဟိုဘက်မှာ city bus လိုမျိုးသုံးလို့ရတဲ့ကားတစ်စီးရှိတယ်သွားကြည့်အောင် โอเคနောက်ထပ်တစ်စီးကတော့ကားကနည်းနည်းလေးကြီးွားပြီနည်းနည်းမဟုတ်တော်တော်လေးကြီးွားပြီအခုလက်ရှိဒီကားတွေဆိုလို့ရှိရင် BS 106လို့ခေါ်တဲ့ဒေဝူအမျိုးအစားတွေရပဲဒီကားတွေကိုရန်ကုန်ပဲခူးပြေးဆွဲနေတဲ့ရင်တွေအဖြစ်လဲမြင်တွေ့ရမှာဖြစ်ပါတယ်ဒီကားရဲ့စီတာကိုပြောပါဆိုရင်39အပေါင်25စီတာဖြစ်တယ်နားနည်းနည်းရှုပ်သွားမယ်လို့ထင်တယ်ကျွန်တော်ကားလေးရောက်မှဆက်ပြောပြကားပေါ်ရောက်မှရှင်းပြရမှာဖြစ်တဲ့အတွက်ကားပေါ်အရင်လာလိုက်တာပဲဖြစ်ပါတယ်ဒီကားက Panama 37 seater ဆိုတော့အခုကျွန်တော်ဘေးမှာမြင်တွေ့ရနေတာဒီလိုထိုင်ကုန်နေဒီလိုထိုင်ကုန်နေက38ယောက်စာပါတယ် တယောက်ထိုင်ကုန်ဆိုလို့ရှိရင်၄ကုန်ပါပြီးတော့၂ယောက်ထိုင်ကုန်က၁၄ကုန်ပါတယ်ဟိုးနောက်မှာဆိုရင်၅ယောက်ထိုင်ကုန်ကတစ်လုံးပါအဲ့ဒါက37 seater ဖြစ်ပြီးတော့အခုဒီမှာဒီလိုမျိုးဂွင်းနေဒီလိုဂွင်းနေကမတက်ရက်ပြီးစီးရမယ်ဆိုလို့ရှိရင်ဒါက25 seater ဖြစ်ပါတယ်အဲဂွင်း25ခုပါတယ်ပေါ့ဗျာအဲ့ဒီအခြေအနေမှာရှိပြီအဲ့ဒါကြောင့်မို့လို့သူက37 plus 25 seater လို့ပြောတာပဲဖြစ်ပါတယ် ဒီကားရဲ့ model ကိုပြောပါဆိုရင်2019 model ဖြစ်ပြီးတော့ engine ကိုပြောပါဆိုလို့ရှိရင်ဒိုဆန်း engine ဖြစ်တယ်11051 cc ဖြစ်ပြီးတော့ gear ကိုပြောပါဆိုလို့ရှိရင် 5+1 ရှင်5ချက်နောက်တစ်ချက်ပဲဖြစ်ပါတယ် C tanki ကိုပြောပါဆိုလို့ရှိရင်လီတာ100လောက်စမ်းတဲ့ C tanki ကိုတက်ဆင်ပေးထားတဲ့ကားပဲဖြစ်ပါတယ်ဒီကားဆိုရင်ကျွန်တော်ခုနကပြောတဲ့ မြို့အတူတွေပေါ့ရန်ကုန်ဘကိုးတို့ရန်ကုန်ပြည်တို့စသဖြင့်ဒီလိုမျိုးတွေမှာပြေးဆွဲမယ်ဆိုလို့ရှိရင်ပြေးဆွဲလို့ရတဲ့ဘတ်ကားတွေပဲဖြစ်ပါတယ်ထပ်ပြောရမယ်ဆိုရင်ဒီကားကတော့ 37+25 seater ကားဖြစ်ပြီးတော့41ယောက်စီထိုင်ကုန်ပြောင်းသွားတဲ့ကားအမျိုးအစားတစ်စီးလည်းရှိတယ် body တူတူပဲထိုင်ကုန်ပဲပြောင်းသွားတာအဲ့လိုမျိုးကားတစ်စီးလည်းရှိတယ်ကဲအဲ့တော့ကျွန်တော် service center တွေနောက်မှာပေးရ body shop တွေလည်းရှိတယ် test ride တွေလည်းသွားလုပ်တယ် ်ကဲကျွန်တော်အခုနောက်မှာမြင်တွေ့ရတဲ့အဆောက်အဦဆိုလို့ရှိရင်ဒါ service center ပဲဖြစ်ပါတယ်ကျွန်တော်ခုနကပြောသွားတဲ့ Daewoo bus တွေပဲဖြစ်ဖြစ်เนาะကားအစ်စ်တွေပဲဖြစ်အဟောင်းတွေပဲဖြစ်ဝယ်ပြီးတော့ service ဘယ်မှာလုံးဝမလဲလို့မေးလို့ရှိရင်အခုဒီနောက်မှာမြင်ရတဲ့အဆောက်အဦရဲ့မှာကားတွေအကုန်လုံးရဲ့ engine အောက်ပိုင်း gear box wiring aircon စတဲ့ဟာတွေအကုန်လုံးကိုဒီနေရာမှာ one stop service နဲ့ maintenance လုပ်လို့ရမှာပဲဖြစ်ပါအခုလက်ရှိမှာဆိုလို့ရှိရင်လည်းအခုဒီမှာဘတ်ကားကြီးတွေ engine ချနေရရှိတယ် gear box ချနေရရှိတယ် engine တွေပါဖြင့်ပြီးတော့ပြင်ဖို့အတွက် ready လုပ်နေရရှိတယ်ပြီးရင်သူ spare parts တွေလည်းအကုန်လုံးရှိတယ်ဒီမှာ ဘေးမှန်နေရှေ့မှန်စသဖြင့်ဒါတွေအကုန်လုံးမှာ ready ရှိတာဖြစ်တဲ့အတွက်စိတ်ကြလက်ချနဲ့ဝဲလို့ရတာဖြစ်ပါတယ်ဒီမှာက service center တစ်ခုတည်းရှိတာမဟုတ်ဘူးစေးမုံမယ်ဆိုလည်းမုံလို့ရတယ် okay ရှေ့ကိုသွားကြည့်အောင် ကဲအခုကျွန်တော်ထက်ရောက်လာတဲ့နေရာကတော့ဒါဆေးမုတ်တဲ့နေရာလည်းဟုတ်တယ်ဘော်ဒီလှုပ်တဲ့နေရာဆိုလည်းဟုတ်တယ်အခုနောက်မှာဆိုရင်ကားအသေးတွေရောကားအကြီးတွေရောအကုန်လုံးကိုတနေရာထဲမှာ service ပေးနေတာဖြစ်ပါတယ်သူဒီမှာဆိုလို့ရှိရင်ကျွန်တော်ပုံမှန်မြင်နေကြဆေးပောင်းကန်းဆိုတာအဲကားလေးတွေအတွက်ပေါ့နော်ကားလေးတွေအတွက်ဆေးပောင်းကန်းပဲကျွန်တော်မြင်ဦးတာဒီရောက်တော့မှဒါ bus car အတွက်ဆေးမုတ်တဲ့ခန်းလည်းရှိတယ်ဆေးပောင်းကန်းလည်းရှိတယ်ပေ40လောက်ရှိတယ်နည်းနည်းတော့ပောင်းကန်းကြီးလို့မဟုတ်ရှိုးလာရော heavy ကြီးဒါလည်းအကုန်လုံးကိုဒီတနေရာထဲမှာဝန်ဆောင်မှုပေးနေရပဲဖြစ်ပါတယ်ကျွန်တော်အကြိုက်ဆုံးအပန်းကိုရောက်ပါပြီကျွန်တော်35ရောက်စီကားလေးတွေကို test ride လုပ်ပါမယ်ဖြစ်ပါတယ် စူးလေစူးလေနော်ဒီချိန်ကြရင်တော့じゃあနော် content နေပါရင်မရရလို့ဆိုလို့ချင်းဘတ်စကားယူလိုက်ဆွဲတင်ဆွဲရတော့ပါအဲ့ဒီချိန်လေးရှိတယ်ရှောက်ပြောနေတာဒီကားကအဲ့လိုမျိုးဟိုမျိုးထဲမှာဆွဲရတဲ့ကားမျိုးမဟုတ်ဘူးဒီက35 seater ဖြစ်တဲ့အတွက်သူကမျိုးပြင်းတို့မှာရန်ကုန်မန္တလေးရန်ကုန်ပုဂံစသည်ဖြင့်ဒီလိုမျိုးသွားတဲ့ကားတွေပြီးတော့じゃあ sightseeing ကားတွေပြီးတော့じゃတော့ဒီအမျိုးထဲမှာ ရှောက်သွားတဲ့ရှောက်လေတဲ့ကားတွေပေါ့ဗျာဒီကီးကလည်းပျောက်နေသေးတယ် မစိုးပါဘူးအခုမောင်းကြည့်တော့လေဟိုကျွန်တော်ခဲခဲခဲကြီးမောင်းရမယ်လို့ကျွန်တော်ကယူဆလာတာပေါ့ဒီကဘာရောင်ငါမောင်းလို့မဖြစ်ရောဖြစ်ပါမလားပေါ့နော်ဒီကအကြီးပဲပေါ့နော်ဆိုတော့ပုံမှန် manual gear နဲ့မောင်းတက်လို့ရှိရင်ဒီကမောင်းလို့ရအာဒါပဲခဲခဲခဲကြီးမဟုတ်သူကဒီဝဲရတဲ့အခြေကြီးပဲဆိုတော့ကျွန်တော်ဒီဝဲထဲမှာပတ်မောင်းနေတာအေးစေးစေးပဲအဲမရှိရကောင်းလေလက်တွေပြရောဝင်ကျွေးလိုက်ရင်ကောင်းဝင်တယ်เออโหว่ะชูดีอ่ะชูดีอ่ะโหว่ะဝင်จุ้ยละเฉยไม่ชอบ ဒီရပိုင်းနော်ဒီရပိုင်းပြုစီရာအခြေအနေမကောင်းဘူးအဲ့ဒီကားတွေကအခုကျွန်တော်ဒီမှာအင်တာဗျူးနေဒီကားတန်မိုးတွေကအာဘယ်လိုပြောမလဲဈေးရမ်းမများဘူးဗျာဒီလားလုပ်ငန်းတစ်ခုလဲပတ်မယ်ဆိုလို့ရှိရင်လဲပတ်လို့ရနိုင်တဲ့ဈေးနှုန်းမျိုးလေးတွေဒီကားတွေကလေ မင်းင်းနေစီပိုင်းလည်းတိတ်ပြီးတော့ခေါင်းမစားဘူးတဲ့အေးအေးဆေးဆေးပဲတောင်တန်းကအားလုံးလည်းပြင်းလို့လည်းရတယ်မကျေနပ်လို့အပတ်စီလဲမယ်ဆိုရင်လည်းလဲလို့ရတယ်ပေါ့နော်ဒီကားဈေးလေးတွေကတော်တော်လေးကြားလို့ကောင်းတဲ့ဈေးလေးတွေဖြစ်သွားတယ်ကားအဲကွန်းတွေပိုင်းဆိုလည်းတော်တော်လေးကောင်းတယ်အခုအကြတွေပိုင်းလည်းတော်တော်လေးကောင်းတဲ့ကားဖြစ်တယ်အင်ဂျင်ကတော့ကျွန်တော်ကဒီကွင်းထဲပဲပတ်မောင်းရတာဖြစ်တဲ့အတွက်တော့တိတ်အများကြီးတော့အဲ high speed တွေပိုင်းတော့မောင်းကြည့်လို့တော့မရဘူးပေါ့ဗျာဒါပေမဲ့ဒီထဲမှာမောင်းရသလောက်ကတော့တော်တော်လေးညံ့ညံ့ညောရှိတယ်ပေါ့ညောနေရောင်ရှိတယ်အဲရှေ့ပါရှေ့ပါပဲပြရတာပြရတာ သူအဲသူဒီလာပါဗောအဲအဲအဲကဲရန်ကုန်မကိုရန်ကုန်မကိုနော်မထူးတော့ဘူးเนาะရန်ကုန်မကိုပဲဆွဲစားရင်ကောင်းမလားမသိဘူးအဲ့တော့ဒီဒေဝူဘတ်စီကညမနိုင်ငံမှာပဲဒါ SKD ထုတ် SKD ထုတ်တဲ့အပြင်ကိုသူကဒီတိုင်းပဲထုတ်တာမဟုတ်ဘူးသူကတက်စီအမျိုးမျိုးလုပ်ရတယ်ဟောသူအထဲမှာတော့ထုတ်လို့စင်ကာလာမှာဆိုလဲတက်စီအမျိုးမျိုးလုပ်ရလုပ်တဲ့အပြင်ကားကိုတကယ်အပြင်ထွက်လာပြီဆိုတဲ့အချိန်မှာလည်းအပြင်မှာဆိုလို့ရှိရင်ဒီ shop bar တွေကို test လုပ်တဲ့နေရာကြီးရှိတယ်ပြီးလို့ရှိရင် water test ပေါ့နော်ရေလုံးမလုံးစမ်းနေရာကြီးရှိအဲ့ကျွန်တော်သွားစမ်းအောင် okay မောင်ကြီးอ่ะ ဒီကားကိုကျွန်တော်စမောင်းကြည့်အောင်စမောင်းကြည့်တဲ့အချိန်မှာကျွန်တော်ခက်ခဲပဲလို့ထင်တာပေါ့နော်ဒီကားအကြီးပဲငါမောင်းလို့အဆင်ပြေပါမလားဒါပေမဲ့တစ်ခါမှလည်းမမောင်းဘူးမောင်းရလဲစမောင်းကြည့်နေတယ်ဆိုတော့ကျွန်တော်မောင်းကြည့်တာမောင်းကြည့်တော့တော်တော်လေးကိုမောင်းရတာအဆင်ပြေတာကြာတကယ်ဟိုပေါ့ပေါ့လေး CRI ကမထင်သားရလောက်အောင်ပေါ့တယ်ကျွန်တော်ရုံက high jet ဒီတော့ arm minus စီထက်အများကြီးကောင်းတယ်အများကြီးကောင်းတယ်နည်းနည်းမဟုတ်ဘူးပေါ့နော်အဲအဲအဲ့အခြေအနေလေးရှိတယ်ပြီးတော့မှအယူအဆတွေပါရတော့နည်းနည်းလေးတော့ ဟိုကျင်သားရဝိုင်းတော့ပုံကောင်းပါအောင်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့ဒီထိုင်ကုန်ရဲ့အနောက်ထိုင်ကုန်တခုံကျော်မှာရှေ့ဘင်းရှိတာ။အဲ့ဒါဖြစ်တဲ့အတွက်အဲ့မှာအောက်မှာတခုခုနော်ဂျိုင်းကြီးရှိတာပဲဖြစ်ဖြစ်အဲရှေ့မှာမျိုးဟိုအမိုက်တွေပါရှိရဖြစ်ဖြစ်ကြာနေနဲ့အယူအဆအော်အေးကထိ냐ထိဝါမလားလို့ကျွန်တော်ထင်လာတာမဟုတ်ဘူး။အဝေးလို့သေးတယ်။ကားဓာငယ်တွေပါဆွဲကွေလိုက်တယ်၊ယူတန်းတွေပါဆွဲကွေလိုက်တဲ့အချိန်မှာဆိုလဲတော်တော်ကြီးကိုလွတ်တာ။ဒီဟာထိုးရတာလေပေါ့ပေါ့ပါပါလေးပဲ။အိုက်တယ်ကွာ။ เนาะโอเคအဲ့တော့ကျွန်တော်တို့ဒီကားကို water test လေးကျွန်တော်တို့ဝင်ပြီးတော့စမ်းကြည့်လိုက်အောင်โอเคကျွန်တော်တို့အခုက water test ကစမ်းပြီးွားပြီစမ်းပြီးွားရည်ဆိုတဲ့အချိန်မှာအခုကဒါကျွန်တော်တို့ဒီ shop bar ကိုစမ်းဖို့အတွက်အချိန်မှာเนาะ slow gong လေးတွေလုပ်လာတယ် ်။သူစိတ်ယုံနေပါပဲ။အဲ့တော့အဲ့ဒါလေးတွေကသူကအချိန်နှမျိုးနဲ့ဖြတ်ကြည့်လို့ရတယ်။အချိန်နည်းနည်းလေးပါတာနဲ့အချိန်မပါတာနဲ့ကျွန်တော်ဖြတ်ကြည့်အောင်နော်။ဘယ်လိုမျိုးလေးရှိလဲ။ Okay ။ဒါကျွန်တော်တို့အချိန်မပါဘဲနဲ့ဖြတ်ကြည့်အောင်ဒါကတော့အချိန်မပါဘူးပေါ့အဲဒါအချိန်သိမ့်မပါတဲ့အခြေအနေပေါ့အချိန်သိမ့်မပါတဲ့အခြေအနေမှာလှုပ်တော့လှုပ်တယ်ဒါပေမဲ့သူကအရင် မလုတ်ပါဘူးပေါ့နော်အဲ့တော့အချိန်လေးနဲ့ကျွန်တော်တို့တစ်ခေါက်လောက်ဖြတ်ကြည့်အောင်ဟာအချိန်လေးနဲ့ကျွန်တော်တို့ဖြတ်ကြည့်ပါမယ်ဟုတ်လားသူကအချိန်ပါရင်းမပါကြတော်တော်လေးတည်တာโอเคအဲ့တော့ကျွန်တော်ဒီဗီဒီယိုလေးရဲ့အနည်းချက်ကိုပြောအောင်โอเคဒီဗီဒီယိုလေးရဲ့အနည်းချက်ကိုပြောရမယ်ဆိုတဲ့အချိန်မှာကျွန်တော်တို့ဒီနေ့ရောက်နေတဲ့မြန်မာ trade center ဆိုတဲ့ကားရှိုးရုံးကိုလာတော်တော်လေးအကျိုးရှိရလို့ပြောလို့ရတယ်ကျွန်တော်တို့ဒီနေ့မှာဆိုလို့ရှိရင်လုပ်ငန်းသုံးကားအသေးတွေတဒံတဒံဝဲကားမျိုးစုံကိုလည်းကျွန်တော်တို့ကြည့်ရတယ် အင်းစည်းကားလေးတွေလည်းကြည့်ရတယ်အင်းစည်းကားမှာ JDM ကြိုက်တဲ့လူတွေနေနေဆိုလို့ရှိရင်ကျွန်တော်ခုနပြခဲ့တဲ့ Isuzu လေးတွေတော့ Suzuki Swift လေးတွေကားလေးတွေတော်တော်ကောင်းပါတယ်အဲကားလေးတွေလည်းကျွန်တော်တွေးခဲ့ရတယ်ပြီးလို့ရှိရင်ဒီမှာခုနကတော့ Daewoo Bus တွေပေါ့ မီနီဘတ်တွေ35ယောက်စီးတွေ41ယောက်စီးတွေနောက်ပြီးတော့ City Bus တွေဒါတွေကိုမှကျွန်တော်တို့လေးလာခွင့်ရတဲ့အတွက်တော်တော်လေးဝမ်းသာတယ်အထူးသဖြင့်ဝမ်းသာဆိုတော့ခုန35စီတာကိုပတ်မောင်းနေရတဲ့အချိန်ကတော့တော်တော်လေးကိုဝမ်းသာဖို့ကောင်းတယ်ဝမ်းသာဖို့ဆိုတာပျော်တာပေါ့နော်ကျွန်တော်တို့ပတ်မောင်းနေရတာပျော်တယ်တော်တော်လေးလည်းမောင်းလို့ကောင်းတယ်ကျွန်တော်အခက်အခဲရှိမယ်လို့ကျွန်တော်မျှော်လင့်တာဒါပေမဲ့အဲ့လိုကြီးခက်ခဲမနေဘူးပေါ့နော်ပုံမှန်အယူအဆလေးကျွမ်းကျင်သွားတယ်ဆိုလို့ရှိရင်တော်တော်လေးမောင်းရတာအဆင်ပြေတယ်မောင်းတာအဆင်ပြေဦးနေမကောက်ဘူးဒီနေရာမှာက address service address ဆိုပြီး service center လည်းအကြီးရှိတယ်နောက်ပြီးတော့မှ body and pain အတွက် လည်းအကုန်လုံးတနေရာထဲမှာရတာဖြစ်တဲ့အတွက်ကျွန်တော်ခုနကပြောပြသွားတဲ့လုပ်ငန်းသုံးကားတွေအကုန်လုံးကိုမိမိရဲ့လုပ်ငန်းထဲမှာထည့်သုံးမဲ့လုပ်ငန်းရှင်တွေအတွက် after sales service ကိုလုံးဝစိတ်ပူစရာမလိုဘဲနဲ့ဝယ်လို့ရတဲ့နေရာကတော့ MTC showroom ပဲဖြစ်ပါကျွန်တော်ကတော့သိပြောပါ